မြန်မာနိုင်ငံမှာကြားဖြန့်လို့နာမည်ကြားလိုက်တာ ਨੇ ပြည်သူတရလုံးပြေးပြင်ကြတဲ့နေရာတစ်ခုရှိသလိုတကဘာလုံးကလည်းအဲ့ဒီနေရာကိုပဲတံပီးပြေးပြင်ကြပါလိမ့်မယ်အဲ့ဒီနေရာကတော့ကရင်ပြည်နယ်ထဲကထိုင်းမြန်မာနယ်စပ် BGF အပိုင်စားတဲ့ရွှေကုတ်ကိုတဲ့ KK ပလိုနေရာတွေပဲဖြစ်ပါတယ်ဒီနေရာကနေ ပြီးခဲ့တဲ့2025နှစ်စမ်းပိုင်းမှာတရုတ်မင်းသားဝမ်ရှင်အမှုကနေ BGF နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းဧရိယာအတွင်းကတရုတ်လူမျိုးအများဆုံးပါဝင်ပြီးတော့အခြားနိုင်ငံသားတချို့နဲ့လူပေါင်းတောင်းချီကိုတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ကြီးကိုယ်တိုင်ဦးဆောင်တဲ့ဇင်ယောလှုပ်ရှားမှုအတွင်းကကဲထုတ်နိုင်ခဲ့ပြီးတော့ကြားဖြတ်ကိုင်းတချို့ကိုလည်း ဖော်ထုတ်နိုင်ကြတာတွေ့ရပါတယ်မြမထိုင်းနေဆက်အနီးမှာမြေက3000ကျော်ကျေဝန်းနဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းကို2030ပြည့်နှစ်မှာတရုတ်အမျိုးသားရှီကျင်ကျန်းကဒေါ်လာ15ဘီလီယံကရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ BGF ကတည်ထောင်ထားတဲ့ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ပူးပေါင်းတည်ဆောက်ခဲ့တယ်လို့သိရပါတယ် 2025ခုနှစ်စက်တင်ဘာလ10ရက်နေ့ကအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ရဲ့ထုတ်ပြန်ချက်မှာဆိုရင်ကရင်ပြည်နယ်မြောက်ဝတီမြို့မှာရှိတဲ့ကြားဖြန်လို့ခေါ်တဲ့ဒီ online ငွေကြေးလိမ်လည်မှုတွေတိုးမြင့်လာပြီးတော့ဒီလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးကရင်နယ်ခြားဆောင်တပ် BGF ရဲ့လူပုဂ္ဂိုလ်တွေနဲ့လုပ်ငန်းကိုယ်ကို ပိတ်ဆို့အရေးယူလိုက်တဲ့တဲ့ထုတ်ပြန်တာလည်းတွေ့ရပါတယ်ဒီထုတ်ပြန်ချက်မှာဆိုရင်လိန်လယ်မှုတွေဟာ2024ခုနှစ်အတွင်းကို66ရာခိုင်နှုန်းထိတိုးမြင့်လာပြီးတော့အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလာနေတာကြောင့်2024တနှစ်ထဲကိုပဲအမေရိကန်ဒေါ်လာ10ဘီလီယံကျော်လိန်လယ်ခံရတယ်လို့ OFAC ကဆိုထားပါတယ်။ လေးလာမှုတွေအရာဆိုရင်ဘုံမူကြီးစောချက်သူ BGF အဖွဲ့ကရွှေကုတ်ကိုစီမံကိန်းကနေနှစ်စဉ်ဒေါ်လာ162တန်းခန့်ရရှိနေပြီးတော့အဲ့ဒီထက်က90ရာခိုင်နှုန်းကိုမြန်မာစစ်တပ်ကိုပေးရတာလို့အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေး Institute USIB ကလည်း2024ခုနှစ်ဧပြီလ22ရက်နေ့မှာထုတ်ပြန်ထားတာတွေ့ရပါတယ် ဒါကိုကြည့်ရင်ဘုံမူကြီးစောချစ်သူတို့ဒီလိုလုံပိုင်ခွင့်ရနေတာဟာဘယ်သူအထောက်ပံ့လဲဆိုတာဟာမိမိကိုမလိုလောက်ရှင်းတဲ့အဖြစ်တစ်ခုပါပဲအချုပ်ချာအာနာကြီးကိုတလက်မှမှအကျူးကျော်မခံပါဘူးဆိုပြီးအမြဲတမ်းကြွေးကြော်ကြိမ်ဝါလေးရှိတဲ့မင်းအောင်လိုက်စစ်တပ်ရဲ့ပူပေါင်းကြံစီထောက်ပံ့မှုတာမပိုင်ရင် ဒီရွှေကုတ်ကိုတို့ကေကေပတ်တို့ရက်တည်နိုင်ကြရှိပါမလားဆိုတာဒါဟာရိုးရှင်းလာတဲ့အဖြစ်တစ်ခုပါပဲ။ကရင်ပြည်နယ်ထဲမှာပြည်သူတွေရဲ့ကြေးရွာတွေနေအဆောက်အုံတွေကိုနေရာနဲ့ဘုံကျဲတိုက်ခိုက်နေကြတာကြားဖြန့်တွေ လောင်းကစားတွေကြီးဆိုးတယ်လို့ဒီလောက်နိုင်ငံတကာကရောအိမ်နီးချင်းတွေကပါ စင်အကောင်လိုက် တွေ့နေရတယ်လို့မြင်နေရပေမဲ့ဒီလိုအခြေအနေတွေကိုတော့မင်းအောင်လိုက်စစ်တပ်ကလုံးဝမတို့မထည့်ရတာကြည့်မယ်ဆိုရင်ဒီလိုမတမာတဲ့နေရာကနေရတဲ့ဝင်ငွေတွေဟာမင်းအောင်လိုက်ရဲ့စစ်တပ်ထဲကို စီးဝင် နေလို့သာဒင်းတို့အခုလိုကာကွယ်ပေးနေတာဟာရှင်းလာပါတ ဒီချက်တွေပြန်ကြည့်မယ်ဆိုရင်တလားကိုဒေါ်လာ6.85တန်းမြန်မာကျပ်ငွေနဲ့ဆိုရင်ဘီလီယံ30နီးပါးလောက်ကိုလစင်ရနေတဲ့ဒီဝင်ငွေစီးကြောင်းကြောင့်မယောင်လိုင်းစစ်တပ်ဟာသူတို့ရဲ့ဒေါ်လာလိုအပ်ချက်ပေါ်မှာအသက်ရှူချောင်နေတဲ့ဒစိတ်တေတာဖြစ်တယ်လို့လေတချို့ကဆိုကြပါတယ်ဒီနေရာမှာ ကြုံကြိုက်လို့ဖြစ်စဉ်တစ်ခုကိုပြောပြပါဦးမယ်။ထိုင်းမြန်မာနယ်စပ်တနေရာကအတိတူပြောပြမှုပါတယ်။သူတို့ထိုင်းမြန်မာမြောင်းရီနယ်စပ်မှာကြားဖြတ်တွေကဘလောက်ထိပေါ်ပေါ်တင်တင်လှုပ်လာသလဲဆိုရင်ဒီနေ့မှာလူငယ်လေးနှစ်ယောက်ဟာသူတို့အနီးနားကစက်ရုံတစ်ခုကလာစားဘတ်တောင်းခွဲရမယ်ဆိုလို့ သူတို့အလုပ်သွားလျှောက်ကြတယ်တဲ့အဲ့ဒီဆေးရုံကိုရောက်တဲ့ခါမှာအဲ့ဒီလူငယ်လေးက "तू ဘာလို့လုံးရမလဲ"လို့မေးတဲ့ခါတော့လူရိုက်ရမယ်အလုပ်လုံးရမယ်လို့ပြန်ပြောပါတယ်တဲ့ကိုကရိုက်ရင်ရိုက်မရိုက်ရင်ကိုကိုပြန်ရိုက်ကြပါလို့ပြောတယ်တဲ့လာစာကတော့ဘတ်တပေါင်းဝဲရမယ်လို့ပြောပါတယ်ဒီခါမှာလူငယ်လေးဟာ နောက်ထပ်သူနဲ့အတူကြံခဲ့တဲ့လူငယ်လေးတဦးကိုတွားပြီးပြန်ခေါ်လိုက်အောင်ပဲဆိုပြီးတော့အဲ့ဒီနေရာကနေအမြန်ပြေးထွက်လာရတဲ့အဖြစ်မျိုးကြုံခဲ့ရတယ်လို့ကြားခဲ့မှုပါတယ်။ဒါကိုကြည့်ရင်ထိုင်းမြန်မာမြောက်ဝတီနယ်စပ်ဟာတကယ်ကြားဖြတ် area လို့ပြောနေကြတာလည်းမပါပါဘူး။ဒီနေရာမှာတခုစိတ်ဝင်စားစရာကောင်းတာက ဒီရွှေကုတ်ကိုကေကေပတ်နဲ့ BGF ရဲ့ဝင်ငွေစီးဆင်းမှုတွေပါမြန်မာစစ်တပ်ထိုင်းဘက်ချမ်းနဲ့တရုတ်သုံးပွင့်ဆိုင်ချိတ်ဆက်နေမှာတော့အသေးချာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မူလယင်းဤမြုံနဲ့သူကတရုတ်လုပ်ငန်းရှင်ဖြစ်ပြီးတော့အဲ့ဒီဒေတာကိုစေစုနှစ်ကျော်ထိုင်းကလျှက်စစ်ပြီးပေးထားတယ်လို့ အဲ့ဒီဒေတာတွေမှာအဓိကထိုင်းဖက်ငွေတွေသာသုံးဆွဲနေကြတာတွေ့ရပါတယ်။ညီကုန်းချုပ်ပြောရရင်ဒီလိုအချိန်မှာမင်းအောင်လှိုင်တို့ စစ်အုပ်စုမှာဒေါ်လာဝင်လန်းကတယံဇာတာရောင်းတာတရုတ်ရုရှားကချင်းငွေက လွဲလို့ရှိရင်အချောင်းဝင်လန်းမရှိတဲ့အချိန်မှာကြားဖြတ်ဝင်ငွေလဆင်ဒေါ်လာ6တန်းကျော်ဟာ အတော်အသက်ရှူချောင်နေတာတွေ့ရတော့ဒီလိုကြားဖြတ်လုပ်ငန်းတွေကို အားပေးနေတာဒီဝင်ငွေတွေလက်ခံနေတာကြောင့်မင်းအောင်လှိုင်တို့စစ်အုပ်စုကိုတိုင်ဟာကြားဖြတ်ခေါင်းဆောင်တွေပါပဲလို့တင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စီးရီးနိုင်ငံရေးအထွေထွေသုံးသပ်ချက်တွေကို သိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းအမေပါတယ်နော် နားဆင်ပေးကြတဲ့ပရိသတ်ကြီးလည်းဘေးကင်းချမ်းသာပြီးစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်